အားလုံးပဲမင်္ဂလာပါတကြာနေရနေကြိုဆိုပါရစေဒီတစ်ခါတော့ GLPD M5 ဖြည့်ဆို့မဲ့သူတွေအတွက် reading ပေါ့နော်စာပိုင်းလေးတွေရဲ့မေကွန်ဟောင်း old questions လေးတွေကို တူတူလေးလာမှာပဲဖြစ်ပါတယ်ဆိုတော့ဒီနေ့လေ့လာမယ့်အပိုင်းကတော့အပိုင်း16ပေါ့နော်စာပိုက်တူလေးတွေပါစာပိုက်တွေကိုဖတ်တဲ့အခါမှာ question and answer ရဲ့မေးခွန်းစာကြောင်းလေးကိုအရင်ဖတ်ပြီးတော့နားလည်အောင်လုပ်ပါเนาะပြီးတော့မှစာပိုက်ဖတ်မှာဖြစ်ပါတယ်ဆိုတော့မေးခွန်းလေးကဝါတာရှိတိုအာနီဝဒိုကိုကချီဂိုင်မတ်စ်က ဝါတာရှိတို့အနီဝဒိုကိုကချီခိုင်းမတ်ကကျွန်တော်နဲ့အကိုနဲ့ဘယ်နေရာကကွဲပြားပါတလဲတဲ့ဒါဆိုဒီအောက်မှာတင်းနဲ့တုံးလေးမဖတ်သေးဘူးစာပိုက်ကိုအရင်သွားဖတ်မယ်ပေါ့နော်စာပိုက်ကိုတစ်ခေါက်ကိုပါတာကို နားလဲအောင်ဖတ်ပေးပါ オッケー、サバイリオ、トゥトゥパチジャメノ。私は姉がいます。顔がよく似ています。私も姉も髪が短いです。でも姉の方が背が高くて少し痩せています。今日は二人とも青いセーターを着ています。私は姉がいます。ちょっとまあ、アコディアウシレーボの顔がよく似ています。 မျက်နှာကတော်တော်လေးကိုတူပါတယ်စင်ပါတယ်တဲ့ဝါတာရှိမိုအာနီမိုခါမီကမီဂျီကိုက်ဒတ်ကျွန်တော်ရော အကိုရောစပင်ကတူတယ်တဲ့ဒဲမိုသို့တော်လဲအာနီနိုဟိုးကဆဲကတာကကုတဲ့အကိုကအရက်ပိုရှိပြီးတော့မှစကိုရှိရဆဲတဲ့အီမတ်အနှဲငယ်ပိန်ပါတယ်တဲ့ကျော်ဝါဖူတာဒီတုံမူအာဝိဆဲတောက်ခိတိမတ်ဒီနေ့နှစ်ယောက်စလုံးအပြာရောင်ဆွဲတာကိုဝစင်ထားပါတယ်တဲ့ဒါဆိုရင်သူနဲ့သူ့ကိုယ်နဲ့မတူတာပါရှိလဲ အရက်ပဲရှိရယ်နော်ဆိုအရက်မတူဘူးပြီးလို့ရှိရင်သူ့ကိုနည်းနည်းလေးပိန်တယ်ဆိုတာပြောပြထားတယ်။ခဲဒါဆိုရှင်တစ်နှစ်သုံးနှစ်ထဲမှာဘယ်တစ်ခုကိုရွေးရမလဲဆိုတာသွားရကြမယ်နော်။ So question လေးကိုတစ်ခေါက်လောက်ပြန်ဖတ်မယ်။ Watashi to ani wa doko ga chikai mas ka ကျွန်တော်နဲ့အကူနဲ့ဘယ်နေရာက꿰ပြပါတလဲတဲ့။ဒါဆိုကွဲပြတဲ့ဟာကိုရွေးပြရမှာပေါ့နော်။ Number 1ကလေးမှာ Setano iro das တဲ့ sweater ရဲ့အယောင် ဆိုတော့ဆွဲတိုင်းရဲ့အရာခုနကတော့နှစ်ယောက်စလုံးကဒီနေ့အပြာရောင်ဝတ်ထားတယ်လို့ပြောတဲ့အတွက်ဒါကမှားတယ်ပေါ့နော်နံပါတ်1ခါဝိုနိုချီခတ်တာမျက်နာရဲ့ပုံမှန်သဏ္ဍာန်ဆိုတော့သူတို့နှစ်ယောက်ကမျက်နာချင်းတူတယ်လို့စင်တယ်လို့ပြောထားတဲ့အတွက်မျက်နာရဲ့ပုံမှန်သဏ္ဍာန်ကမကွဲပြားဘူးเนาะဒါဆိုရင်နံပါတ်2လေးလည်းမှားတယ်ကာမီနိုနာဂါဆာဒတ် ဒီခမိစွာသပင်သပင်ရဲ့အရှိဖြစ်ပါတယ်တဲ့သပင်ကလည်းနှစ်ယောက်စလုံးကအတူလို့ပြောထားတဲ့အတွက်ဒါကလည်းကွဲပြားချက်မဟုတ်ဘူးဆိုနံပါတ်၄လေးကဆဲနိုတာကာစာဒတ်ဒါဆိုရင်အရက်ရဲ့အမြင့်ပေါ့နော်အရက်ရဲ့အမြင့်ကကွဲပြားပါတယ်တဲ့ဆိုနံပါတ်၄လေးကမှန်တယ်နော်သူခုနစာပိုင်းထဲမှာပြပြထားတာအနီနိုဟိုးကဆဲကတာကာကုတဲဆိုပြီးတော့ပြောထားတဲ့အတွက်အရက်ရဲ့အမြင့်ကကွဲပြားတာဖြစ်ပါတယ်ဆိုတဲ့အဖြေလေးကမှန်ပါတယ် ဆိုတဲ့ခါတာဇဲကိုင်ဝယွန်ဘန်သတ်အဖြေမှန်ကနံပါတ်၄လေးဖြစ်ပါတယ်နော်ဒါဆိုလို့ရှိရင်ဒီစာပိုင်လေးကိုလေ့လာရတာအဆင်ပြေမယ်လို့ထင်ပါတယ်နော်ဒါဆိုနောက်ထပ်စာပိုင်လေးတွေမှာလည်းအတူတူပြန်တွေ့ကြပါမယ်ဘိုင်ဘိုင်